ားလုံးပဲမင်္ဂလာပါရေဝရှမ်းလေးမှာပြန်လဲကျေဆွလိုက်ပါတယ်ဒီနေ့အောက်တိုဘာ15ရက်နေ့ဒီနေ့မှာကျွန်တော်မိသားစုဝင်တွေကိုကျွန်တော်ပြောခြင်းဆုံးစကားနဲ့အရင်စမှာအဲ့ဒါကတော့နေရီကံပြူဟာစကန်ကြီးဆိုအောင်ဒီစကားကိုပြောဖို့အတွက်ကျွန်တော်စောင့်နေတာ၄ရက်မြောက်နေ့ဒီနေ့အပါဝင်ဟုတ်ပြီအကြောင်းပစစ် တပ်ပတ်ကနေပြီးတော့ဘောမထုံးစံတိုင်းပြဘောရက်နေတဲ့ကောင်တွေကမိမျိုးစုံနဲ့သတင်းလိမ်ဖာကြနေပြီမဲ့ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်မိသားစုဝင်တွေလည်းအားလုံးတွေ့မြင်ပြီးဖြစ်ပါလိမ့်မယ်။နေ့ရက်ကကမ္ဘာလုံးဆိုင်ရာစကန်ဒီဆိုအော့သွားတယ်။ဆိုအော့ပဲဆိုတာကိုကျွန်တော်မိသားစုကျွန်တော်ဒါသတင်းပြောခင်ကျွန်တော်နည်းနည်းလေးပြောချင်တယ်ဗျာ။အဲတနေ့ရောနော်တနေ့ရောကျွန်တော်ကိုရခိုင်မိသားစုဝင်တွေပေါ့နော်ရခိုင်က ကျွန်တော်ရဲ့ညီကိုတွေကျွန်တော်ကိုဖုန်းဆက်လာကျွန်တော်ညာဝန်တင်ပြောပြီးတဲ့အချိန်မှာပဲကိုရှမ်းနဲ့နေရင်ကံပြူဟာစကန်အတွက်ကိုရှမ်းမပုံနဲ့ကျွန်တော်ကလည်းပြောတယ်ဟုတ်တယ်ကျွန်တော်လည်းအဲ့ဒီသတင်းကိုကြားပါတယ်ဒါပေမဲ့ကျွန်တော်တို့ကဗျာရဲဘော်ဒီငယ်တွေဖြစ်တယ်ပြီးတော့ကျွန်တော်တို့ကိုယ်နိုင်လေတိုက်ပွဲဝင်ခဲ့ဘူးတယ်ဆိုတော့တိုက်ပွဲဝင်ဘလော့တိပင်မန်းလဲကျွန်တော်တို့လူငယ်တွေဘလော့တိပေးဆက်ရတယ်ကျွန်တော်တို့သိတယ်ဒါကလေကြာရင်ကျွန်တော်တို့ဒီ အောင်မွေးတွေနဲ့ပတ်သက်ပြီးတော့ထုတ်ပြန်တဲ့နေရာမှာနောက်ဆက်တွဲကျွန်တော်တို့လူငယ်တွေထိခိုက်ဒဏ်ရာရှိတာတွေအများကြီးရှိတယ်။ဒါပန်းနဲ့ပေါက်တဲ့ပွဲမဟုတ်ကျွန်တော်ဒါဆိုနေ။မင်းအောင်မိုင်းကဗျံပလာရန်လုံနေတာ။ဒီကြောင့်ကနေပြီးတော့လေကြောင့်တက်ကူတောက်လျှောက်ကိုပေးတာ။တောက်လျှောက်တောက်လျှောက်အဲ့ဒီဂျားလေးကနေပြီးတော့ကျွန်တော်တိုက်ခိုက်သိမ့်ပိုက်ခဲ့တာ။ဆိုတော့ဒီနေ့အော်တိုဘော15ရက်နေ့စတိရနေ့လေးရတက်ခိုက်တိမ့်ပိုက်ပြီးသားဆိုရင်ကျွန်တော်မိသားစုဝင်ပြီအချို့ဆိုအသိရှိပြီးပါ တော်သည်မြေရလောကမှာဆိုရင်ပထမဆုံးစပြီးတော့ပြောတာ AR လာမသိဘူးကျွန်တော်ဟိုတော့အမှတ်တမဲ့ပေါ့နော်ဆိုတော့ကျွန်တော်ကတော့မပြောသေးဘူးဗျဘာကြောင့်လဲဆိုတော့ဒီသတင်းကရန်အရေးကြီးတယ်ပြီးတော့အဲ့ဒီစကန်အဲ့ဒီ viewers စကန်ပေါ့ဗျာဒါလည်းကျွန်တော်တို့အတွက်အရေးကြီးတယ်ပထမဆုံးချစ်လန်းနင်းနိုင်ခဲ့တယ်လို့ပြောလို့ရတယ်ဒီနေ့ကျွန်တော်တင်ပြမယ့်အကြောင်းအရာကျွန်တော်မိသားစုရန်စစ်ဝင်စားဖို့ကောင်းတယ်ဒါကျွန်တော်ရဲ့ view ကိုအဆုံးထိဝင်ရန်တရှိဖို့ကျွန်တော်မိသားစုဝင်တအူးချင်းစီတိုင်းကိုလေးစားဖိတ်ခေါ်လိုက်ပါတယ် NCA လက်မှတ်ထိုးဝယ်ကြည့်ကျင်းပနေတဲ့အချိန်တိုက်ဆိုင်ရနော်ကျွန်မမိသားစုဝင်တိုက်ဆိုင်မှုတိုက်ဆိုင်မှုမြန်မာနိုင်ငံကစကကြီးစကကြီးတွေပြောနေတဲ့အချိန်ကျွန်တော်တိုင်းနာတဖွဲ့ဝင်နေတဲ့ကျွန်တော်ပြည်သူ့ကော်မတီတဖွဲ့ဝင်လူငယ်တွေကိုအလင်းဝင်ဖို့အတွက်မျိုးစုံနဲ့သွေးဆောင်ခါရောင်းနေတဲ့အချိန် တိုင်းသားတွေနဲ့ကျွန်တော်တို့ PDF တွေကိုသွေးခွဲနေတဲ့အချိန် NUG နဲ့ကျွန်တော်တို့လူငယ် PDF တွေကိုသွေးခွဲနေတဲ့အချိန်ပြီးတော့ကျွန်တော်ပြည်ကောင်လေးတစ်ဖက်ဝင်နေတဲ့ထောက်ပို့တွေကိုနှီးမျိုးစုံနဲ့သွေးခွဲနေတဲ့အချိန်အမကြီးရဲ့တစ်ဖက်မှာ generation z တွေဟာအာနာယူတွေကို အောင်ပွဲတွေရယူနေတဲ့အချိန်ဒီလိုအချိန်အချိန်ပေါင်းမြောက်များစွာတိုက်ဆိုင်နေတဲ့ဒီအချိန်မှာ ်ငရေကန် you heart scan ကြီး so all ကျွန်တော်ဒီသာဒီ so all လို့အော်ကိုပြောဖို့ကျွန်တော်မိသားစုဝင်ပြီကျွန်တော်စောင့်နေတာတော်တော်လေးကိုကြာနေပြီဂျင်းနဲ့မှ click 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 လေးဆောင်ဖြစ်နေပြီကျွန်တော်ဗီဒီယို comment တွေမှာအများနဲ့လာပြီးတော့ comment မဲ့နေတာရှိတယ်ဗျာအဲ့လိုအဲ့ဒါဒါလည်းကျွန်တော်ပြီးခံနိုင်တယ်ကျွန်တော်တောင်းရင်ဆက်လုပ်သေးဖို့ကကျွန်တော်ကပြီးခံနိုင်စွမ်းအပြစ်ကျွန်တော်ပြောပြီးသား ကျွန်တော်တို့မှာကျွန်တော်တက်ခဲ့တဲ့အတန်းပညာတွေကျွန်တော်သိခဲ့တဲ့အရာတွေကျွန်တော်အားလုံးဘေးဖယ်ပြီးတော့ကျွန်တော်တို့ပြည်သူများနဲ့အတူယက်တီဖို့အတွက်ပြောချင်တာကတော့ကျွန်တော်တို့အစဲလဲခံနိုင်တယ်ကျွန်တော်တို့အဆူလဲခံနိုင်တယ်ကျွန်တော်တို့အငေါလဲခံနိုင်တယ်ကျွန်တော်တို့ပြောချင်တာပြောဘာလို့ပြည်သူအတွက်ပဲလုပ်လို့ပဲဆိုရဲဆုံးဖြတ်ချက်တွေ ਨੇ ဟုတ်ပြီဒီနေ့မှာပြောပြမယ့်အကြောင်းအရာလေကျွန်တော်မိသားစုနဲ့အရင်စိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒါလေးကိုပြောခင်မှာ စစ်တပ်စခွေးတွေကြီးစိုးတဲ့နေရာတစ်ခုဖြစ်တဲ့မိဂလာဒုံမိဂလာဒုံဆိုရင်တော့ဂျန်ဂိုမှာရှိတဲ့ကျောင်းရံမိသားစုဝင်တွေအအောင်သိရှိမိတာညာပစခွေးတည်းရဲ့မိသားစုဝင်တွေစစ်တပ်ကြီးစိုးတဲ့နေရာဟုတ်ပြီမိဂလာဒုံနေရာမျိုးပြီးတော့လက်ရှိလူတွေကြီးပြောနေတဲ့လက်ရှိဒီကြက်ကရင် ဖျိုးရင်ပါတီအဲ့ဒီပါတီရုံးကိုဘုံခွဲဖြတ်စည်းပြလိုက်တယ်ဆိုရင်ကျွန်တော်မိသားစုဝင်တွေပုံမှန်နဲ့ကြည့်မယ်ဆိုရင်ဟာမဖြစ်နိုင်ရန်ကုန်မြို့ရဲ့စစ်တပ်ကြီးစိုးတဲ့နေရာအဲ့ဒီနေရာမှာရှိတဲ့သူတွေအကုန်လုံးကပွင့်ပြောမယ်ဆိုရင်တော့တပ်ဖက်ကသူတွေကြီးပဲဗျာ လမ်းဘေးမှာဖုန်းပြောနေနဲ့လမ်းဘေးမှာအေးတောက်နေနဲ့လမ်းဘေးမှာကော်ဖီတောက်နေရင်းနေတော့မှစစ်တပ်မကောင်းကြောင်းလုံးဝကြောက်လို့မရတဲ့နေရာမျိုးတော့မှတတ်မှတ်ထားတဲ့နေရာအဲ့ဒီနေရာမှာရှိတဲ့ပြည်တော်စုတက်ခါရင်းနဲ့မဖွင့်ပြိုးတဲ့ယုံကိုကျွန်တော်တို့ရန်ကုန် UG ဖွဲ့ကဘုံခွဲပလိုက်ပါဒါပဲကျွန်တော်ပြောချင်တာကကျောင်းအမိသားစုကျွန်တော်လူငယ်ကျွန်တော်တော်တော်တက်ဖွဲ့ဝင်နေလက်လန်းမမီတဲ့နေရာဘယ်နေရာမှမရှိဘူး ဟုတ်ပြီအဲ့ဒီတခိုက်မှုအပြင်မှာလက်ဖက်စစ်ခွေးတက်မဲ့ပတ်သက်သူတွေတိကတန်ရရှိသွားတယ်။ဒါကိုဆုဆောင်ခဲ့တာက Rangoon Army ကျွန်တော်တို့ဒါမြို့ပြ UG တပ်ဖွဲ့ဝင်တွေရှိတယ်။တိတိကျကျစောင့်ပြီးတော့မှပြင်း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 ဘုံခွဲလိုက်တာဖြစ်တယ်။ရုံးခွင်ကြီးကိုစောင့်ပြီးတော့မှတက်ခိုက်ခဲ့တာနော်ကျွန်တော်မိသားစုဝင်တွေ။အဲ့တို့ပြောဆိုချက်မှာဆိုရင်ကျွန်တော်ရလာပြည်သူတွေဒါတော့လာနေတဲ့အချိန် ပြီးတော့ဒါကိုပါတည်တည်ချာချာစောင့်ကြည့်ပြီးတော့မှလှုပ်ဆောင်သွားတာဖြစ်တယ်။တရားမဝင်ရောက်ကုန်တဲ့သက်ဆိုင်တဲ့ကိစ္စရမှာလှုပ်ဆောင်နေတဲ့မြည်သည့်ပါတီမြည်သည့်ပေါ့ကိုကိုဆိုတိုက်ခိုက်သွားမှာဖြစ်ကြောင်းမဲဆွဲစီအောင်ရေးဆင်းတဲ့အမဲလောင်းတွေကိုလည်းပဲချက်ချက်တိထားဖို့အတွက်စဉ်းစားဖို့ပြည်သူနဲ့ပြည်သူကိုမျက်နှာမမူခဲ့ဘူးကိုပြည်သူကိုကိုပြန်တတ်တဲ့ အကောင်တွေနဲ့ပူပေါင်းနေတဲ့ကောင်းတွေမှန်သမျှကိုတော့ကျွန်တော်လူငယ်တွေကတော့ရှင်းအောင်ဖြစ်ပါတယ်။ဒါကတော့စစ်တပ်ကြီးစိုးပါတယ်။စစ်တပ်ထိုင်ချပါတယ်ဆိုတဲ့ရန်ကုန်မြို့ရဲ့မင်္ဂလာတော်လိုနေရာမျိုးမှာပြောသူစက်ခံရင်းနဲ့မဖွင့်ပြိုးသေးတဲ့ကောင်းတွေတောင်မှအာမခံချက်မရှိဘူးဆိုရင်ကျန်တဲ့နေရာတွေစဉ်းစား။ရန်ကုန်မှာမန်ကုန်မင်းနေပြီးတော့စတဲ့အကြံပေးချက်ကိုအချုပ်ခံနေရာတွေမှာရှိတဲ့ကျောင်းရဲ့မိသားစုဝင်တွေရုံးကိစ္စမဖြစ်မနေသွားရတယ်ဆိုမြင်မြင်သွားမြင်ပြန် တော့ပဲကျွန်တော်မှားကြချင်းနဲ့ကျွန်တော်ကတော့ကျုံးစရာရှိတယ်ကျုံးပါပဲအဲ့ဒါတက်တော့ AA သူကအရင်တော့ခေါ်တယ် A တက်ခဲတယ်တက်ခဲမဟုတ်တော့တက်ခဲမဟုတ်တော့ဘူးနော်ပြောင်းလဲသွားပြီကျွန်တော်တို့2021နေဦးတော်လေးရပေါ်ဖွာလာတဲ့ generation Z ပြီးတော့ကျွန်တော်ပြည်သူတွေရဲ့ပူပေါင်းဝင်းရံမှုတွေအပြည့်အဝရထားတယ်အဲ့ဒါတော့ AA ဟာတက်ခဲမဟုတ်တော့ဘူးပတ်တီးလို့ခေါ်တယ် ဒီနေ့ကျွန်တော်ပြောမယ့်အကြောင်းအရာတွေကအဲ့ဒါတက်တော့အင်းအပူပေါင်းတက်ဖွဲ့ဝင်တွေပြီးတော့တီးတာအကောင်ညာနဲ့ချီပြီးတော့ဘဝကူးသွားတဲ့အကြောင်းတွေပါနေ့ကကံပြူပါဒီမီဒီယာထက်ထမှာနေလို့ဆုံးနဲ့ပေါ်ပြကျွန်တော်ကြည့်တဲ့သတင်းတွေအများကြီးပေါ်ပြအော်တကယ်လို့သတင်းတွေကိုကြည့်လိုက်မယ်ဆိုတကယ်ကိုဘယ်လိုမျိုးလဲအတင်းရစရာအခြေအနေဆိုတော့ဒီအခြေအနေမှာဟိုဘက်ကကောက်ကလော်ပြီးသားလဲအလုံးအော်လာအလုံးလျော့လာထုံးစံတိုင်းပဲဗျာ ရက်ကလေးပြီမြေမှမီးရဲ့မြောက်နိုင်ကသူတို့ရဲ့ကောက်ကလော်ပြီးနဖားကောင်နေဘောမဘောရက်နေတဲ့ကောင်နေပြောရင်တော့မှလိုက်လို့နေတာဟုတ်တယ်လားကျွန်တော်မိသားစုအဘေကောင်ကတော့ဘယ်လိုပြောနေလို့ဘယ်ကောင်လို့တော့ဖမ်းလိုက်ပါဆိုသွားဖမ်းနေမင်းအောင်လေအုပ်စုကကျွန်တော်ပြောတာမှားလားနိုင်ငံတော်ဝန်ကြီးချုပ်ပါဆိုတဲ့ကောင်နိုင်ငံတော်သမ္မတပါဆိုတဲ့တောက်ယူး နိုင်ငံတော်ရဲ့ကာဝယ်ရေးအဆင့်မှာကြီးမားဆုံးသောအမြင့်မားဆုံးသောယာတုကိုရယူထားပါတယ်ဆိုတဲ့ကောင်ကလမ်းဘေးကလေးကချေကကောင်တွေပြောမြလိုက်ဖမ်းနေရတဲ့တောက်စင်ကိုစင်ကိုတိတော့ပဲဟုတ်ပြီအရကတော့အေအေနဲ့ကျွန်တော်အရကကီသူပြည်သားတွေကိုတော့ကျွန်တော်တို့လုံးဝကိုမချီးကျူးလို့မရဘူးကမ္ဘာကြီးကအရင်ကဖတ်ဆောင်နေကြတယ်ကျွန်တော်မိသားစုမွတ်စလင်မိသားစုနဲ့ပတ်သက်ပြီးတော့အမျိုးမျိုး ကျော်ပြောဆိုခံရတယ်။ဘာသာရေးဘုံမျိုးရင်းနဲ့ပတ်သက်ပြီးတော့အရင်ကထိလေရှောက်လေတေးရ။ကျော်ရခိုင်သူရခိုင်သားတွေအငတ်ခံပြီးတော့တိုက်နေပါတယ်လို့ကျွန်တော်ပြောခဲ့တဲ့စကား။အဲ့ဒါအမှန်တရား။ဒီနေ့အချိန်ထိသမင်းတမနဲ့တောင်းကနက်မမယ်ဘူးကျွန်တော်ယူသားစုနေကျွန်တော်ပြောတာရုံ။သမင်းနိုင်ရမယ်ဘူး။လက်ရှိရခိုင်ပြည်ထဲမှာရှိနေတယ်ကျွန်တော်မိသားစုဝင်နေတိုက်ရိုက်ဆက်သွယ် ုံစမ်းမှုရဆက်သွယ်ရရလာခဲ့ကျွန်တော်မိသားစုတွေသိမှာဒါပေမဲ့သူတို့တော့ကိုသူတို့ပြင်းပြင်းပြက်ပြက်တာတာလှုပ်ဆောင်နေစေဒါကအရခနိုင်ငံအတွက်သူတို့ရဲ့အမြင့်မားဆုံးစိတ်နဲ့သူတို့ရဲ့အမြင့်မားဆုံးပေးဆပ်မှုတွေထက်တန်နေဗျာအေးတခဲမဟုတ်ဘူးနော်ပတ်တီးနော်ဒီနေ့ကျွန်တော်တင်ပြမယ့်အကြောင်းအရာအေးပတ်ပြီးတော့တီးသွားတာအကောင်ထောင်းနဲ့ချီပြီးတော့တီးတာ မေကံပြူဟာဆိုအောင်စိတ်တော်မကောင်းရင်းကောင်းစီမေကံပြူဟာကြာသွားပြီးတဲ့နောက်မှာအကြမ်းဖက်စစ်ခွေးတက်ကကောင်းနေဂစင်ကလေးဖပီးနေကြကြောင်းဒီတရင်ကောင်းစင်လေးကိုပြောချင်နေတာကျွန်တော်တွတ်တော့ကြာပြီဒီစာစင်လေးတွေကျွန်တော်တင်ထားတာကြာပြီ ငါပြညွန့်နေတယ်ကမိငံပြူဟာစကန်ကုန်အရကတက်တော့အေနဲ့တော်လန်ရေးတစ်ပွဲဝင်တွေအတွက်ကတော့နေရင်ကံပေါ့ဗျာတဲ့အကြောဖက်စစ်ခွေးတက်နဲ့ပတ်သက်သူမှန်များပါတော့ငရဲမှာပေါ့ပွက်စုနေတဲ့ငရဲရေကံဖြစ်သွားပါပြီဟာအရန်ကိုကြပြဆန်လုံးနေတယ် ်ကြခင်မှာကျွန်ရမိသားစုဝင်တယ်ဘာကတတော်အီရသူတို့ရဲ့အချိန်သူတို့ရဲ့နေရာမှန်မှာသူတို့ဓာတ်ပုံဗီဒီယိုမှတ်တမ်းနေလေကွာတပြပေးလာမှာဖြစ်တယ်ဆိုတော့အခုကနေအကန်ဖြူလာစကန်ကောင်းကြီးကိုတက်ခိုက်တိမ့်ပိုက်ပြီးတော့အာကတတော်အီကအဲ့မှာရက်သွားတာမဟုတ်ဘူး အဲ့တော့ A ကအဲ့ဒီစကန်ကုန်းကြီးကိုတိုက်ပြီးတော့အဲ့ဒီမှာဂိတ်ဖြင့်စားတဲ့တစ်ဖက်မဟုတ်ဘူးဟုတ်ပြီကျွန်တော်မိသားစုနဲ့အခြားသတင်းမပြောအခြားသတင်းပြောရင်နိုင်ငံရေးတွေပါလာမယ်ဟုတ်ပြီနေကန်စကန်နေကန်ပြာစကန်ကိုတက်ခတ်သိမ့်ပိုက်ထားတယ်အဲ့ဒီစစ်မြေလာပြီအခုလည်းအာခတ်တော့ A ကဖွင့်လာတာမဟုတ်ကျွန်တော်ပြောပြီးတော့အာခတ်တော့ A ကတခဲမဟုတ်ဘူးပတ်တီးပတ်တီးနေတာအစကမ်းမှာနည်းနည်းလေးပြောပြချင်တယ် လက်ရှိနေရတဲ့ပြီးတော့ကန်ကုန်းကိုဒီကောင်တွေတရားဝင်ကြတယ်ဆိုတော့ဒီကောင်တွေဘက်ကလည်းတည်တယ်။မင်းအောင်ဖလိုင်ရဲ့တည်တယ်။ဇော်မဲလုံးလည်းတည်တယ်။အဲ့ဒီမှာရှိတဲ့ဒါကတော့မူးတယ်နေမြမှုတဲ့အကုန်တည်တယ်။ဒါပေမဲ့မတည်လာကဘာလို့လဲတည်လား။ဟုတ်ပါရဲ့ကောကငါစုံတော်မီကောင်းနေမသိကျွန်တော်တော်တော်အံ့ဩတယ်ကျွန်တော်တောင်းမိုင်းရကောင်းနေတောင်းမိုင်းသားတွေဒါပေမဲ့ ရခိုင်မှလည်းကျွန်တော်တို့ရဲ့ညီကိုအများကြီးရခိုင်ကညီကိုကျွန်တော်ဆက်တယ်ကိုရှမ်းနဲ့နေကံပြူတာစကန်တော့လုံးဝမပူနဲ့ဟာပေးပူနေကွာငါလည်းအော်ချင်နေတာကျွန်တော်ဘုံဝင်လေငါပဲအော်ချင်နေတာကျွန်တော်ကသူနဲ့ညမကြီးစကားပြောကြတယ်ချိန်နေပေါ့နော်သူနဲ့အမြင်လေးကျွန်တော်ရဲ့အမြင်လေးဖလှယ်ကြတယ်ကျွန်တော်ကြီးကိုချစ်နေတဲ့အဲမှာကျွန်တော်ဖုန်းဆက်တယ်လာတဲ့ ။မခိုင်ကမခိုင်သားဘူးပေါ့ဗျာ။ကဲဘူးလေးစားတန်ဖိုးထားရတဲ့ညီကိုလေးလို့ပဲကျွန်တော်ပြောချင်တယ်။ပါလီစော့လေးစားတယ်။အမေတို့တမင်းချင်းစီတိုင်းတာဝန်ကျေလုံးနေ။ကျွန်တော်တာဝန်ကျေလို့ဆက်ပြီးတော့စူးစမ်းနေ။ဒါပေမဲ့ရခိုင်နဲ့အတူကျွေးရင်အင်းနဲ့အတူကျွန်တော်အားလုံးထပ်တူရှိတယ်။ရခိုင်ကိုသိရင်ကျွန်တော်တို့ကြည့်တာနဲ့အတူတူပါပဲ။အားလုံးက ပြည်အောင်စုဘွားနိုင်ငံသားတွေဖြစ်တယ်။ဘုံရန်သူတို့အကုန်လုံးပိုက်ပွဲဝင်နေကြတဲ့ညီကိုတွေဖြစ်တယ်။ဟုတ်ပြီ။လက်ရှိကျွန်တော်နိုင်ငံပြူလာကုန်ချပြီးတဲ့နောက်မှာအကြမ်းဖက်စစ်ခွင်တက်ကောင်နေငစင်ကလာပြင်းနေတာပြင်းနေတာမပါဘူးကျွန်တော်မိသားစုဝင်နေကျွန်တော်အရှင်ဖမ်းမိတာကိုကျွန်တော်မပြောသေးဘူးအဲ့ဒီပြင်းနေပျောက်နေတဲ့အချိန်မှာတက်တွင်းမှာဘလောက်ထိ ဖယိုဖယဲဖြစ်နေလဲဘလောက်ထိဘယံမလာဖြစ်နေလဲဆိုတာကိုကျွန်တော်မိသားစုဝင်နေမြင်အောင်ပုံဖော်ကြည့်ပေါင်းနဲ့ပေါင်းနဲ့ချီတဲ့အင်အားတွေကိုစတောင်းတောက်ပြီးတော့တောက်ပြီးတော့တောက်ပြီးတော့ပို့လာအခုပြင်းနေစပတ်စင်ဆက်ရှစ်ဆော့မိသားစုဝင်ဆင်းလာတောက်ပြီးတော့ပို့လာရကိုင်းပကောရကိုင်းမကွေးဘောရကိုင်းအီယာဝီဆက်တွေကိုတောက်ရှော့ပို့ပို့မလား အကတတော့အင်းနဲ့ဘူးဘုံတက်ဖွဲ့ဝင်လေနေကဘူးစကန်ကုန်းကြီးကိုဝိုင်းပတ်ပြီးဆိုထားပြီးပြီးငတ်ပြတ်နေပြီးတင်းနေပြီးခေါင်းတော်တွေကပါစားတွေအောက်မှာရှိတဲ့ nationality ကိုထားပြီးတော့ပြင်းနေပြီးဆိုတဲ့သတင်းတွေပြီးခဲ့တဲ့ရှစ်ရက်တွေမှာတည်းကသတင်းတွေကထွက်ပေါ်နေပြီးသားကျွန်တော်တို့ကလည်းသိရှိပြီးသားအကတတော့အင်းကရုပ်သံဗီဒီယိုမှတ်တမ်းအောင်ကြားလိုက်သေးတယ်ဝိုင်းထားတာအေးစစ်စစ်ပဲထိုင်ကြည့်အဲ့ဒါမျိုးတွေကကျွန်တော်တို့လည်းကြုံတွေ့ခဲ့ပြီးပြီ ျွန်တော်ကိုနိုင်တမန်ငါဖပေါ်မှာဖပေါ်ပြူရဘိုးကိုတော်ဝိုင်းနေတဲ့အချိန်မှာကျွန်တော်ရှိတယ်ကျွန်တော်တယ်လီဂရမ်မှာရှိတယ်ကျွန်တော်မိသားစုမှတ်မိအောင်မလားမသိဘူးညဘက်ကြီးအပေါ်မှာလီဝဲနေတယ်ကျွန်တော်ရဲ့အော်ဒီစီပဲခါလေးညနေကောင်းကြီးကနေထွက်တဲ့အချိန်ပြန်လာတာဗျာလူလူတို့သူတို့ရှိနေတဲ့အဲ့လူတို့လူတွေသူတွေတွားနေတဲ့အချိန်မှာဒီကောင်းကြီးဘာမှမလုပ်ရဘူးညကတကောင်ကြီး လက်ခါထုတ်လာချအစ်တော်အမှန်တရားပြောနေတာကျောင်းမိသားစုဒါပေမဲ့အဲ့ဒီလက်ခါထုတ်လာချကျွန်တော်တို့ရိုင်းထိုင်ကြည့်နေတာကျောင်းတော်ဒီကမှာရှိကျောင်းမိသားစုမှတ်မိအောင်မထင်နဲ့ကျွန်တော်ဗီဒီယိုအတူလေးတော့မှာကျွန်တော်တက်ကြီးကမှာကျွန်တော်ပြလိုက်သေးတယ်ကျွန်တော်တို့ကကျွန်တော်တို့ကိုယ်တိုင်မကြုံတွေ့ခဲ့ဘူးဆိုကျွန်တော်ကျွန်တော်ဒီနေ့ဒီလိုသတင်းစကားတွေကျွန်တော်ပြောမှာမဟုတ်ဒါကြောင့်ချိုးသောတာတိုက်ပွဲဝင်နေတဲ့နေရာတွေမှာချိုးသောနေရာတွေမှာဒါကျွန်တော်တို့အနေနဲ့ပေါ့နော် ဒီ line ဒီ line ပေါ်ပေါ့ line ပေါ်တွေမှာကျောင်းတို့ဒါ off way ခံနေတာတွေတကယ်ကိုကျွန်တော်တို့လက်ရှိပေါ့နော်ဘယ်လောက်ထိပင်မနေလဲဆိုတာမျိုးကျွန်တော်တို့နားလဲတယ်ဘယ်လောက်ထိပေးဆက်ရမယ်ဆိုတာမျိုးကျွန်တော်တို့ခံစားမိတယ်ဘယ်ရရဲ့သူတွေဘယ်လောက်ထိများမယ်ဆိုတာလဲကျွန်တော်တို့သိတယ်ဒါပေမဲ့ကျွန်တော်လုဆောင်ရမယ်အလုပ်တွေကိုတော့ပိုင်ပိုင်နိုင်နိုင်လုဆောင်နိုင်တဲ့အလကတက်တော့ AA ရဲ့ဥဆောင်မှုနဲ့အတူကျွန်တော်တို့လူငယ်တွေအကောင်းဆုံးပုံဖော်နေတာဖြစ်တယ်ဟုတ်ပြီတကယ်ပါတော့တဲ့ သူရဲ့လူတွေဆူလိုက်ပြုံလိုက်ပျောက်ဆုံးနေတဲ့အတွက်လူတွေရှာပုံတော်ကိုအကြီးအကျယ်ဖွင့်နေတယ်ဆိုတာကိုလည်းကျွန်တော်တို့သတိထားရပါတယ်ဘီဝါလိုက်စကြောင်းထွက်တယ်အရှိန်မှာတေသွားတာလားမတေသွားတာလားမသိရဘေးမှာထွက်သွားတဲ့ကောင်တွေအကုန်လုံးยาเนี่ยถอนเนี่ยฉีပြီးတော့ပြန်လာတဲ့အခါမှာတက်တွင်းမှာရှိနေတဲ့သူရဲ့မိမတွေလင်းနဲ့နေတဲ့ယောဂါပါဆွဲကက်နေချောင်းမှာ ကျွန်တော်မိသားစုအမေနဲ့ဟုတ်ပြီမဟင်ကံကိုသွားတဲ့စစ်ကူစစ်ကြောင်းအကောင်ဘေးရဘယ်ရောက်သွားလဲဆိုတာလေးပါကျွန်တော်ဖပြမှာနေကံတွင်းထဲမှာရှိတဲ့အကောင်ကြီးပြေးတာတွေပေးတာတွေဖမ်းမိတာတွေကျွန်တော်မပြောသေးဘူးเนาะကျွန်တော်မိသားစုနေကံကိုစစ်ကူလာတဲ့စစ်ကြောင်းလာတဲ့တော့အေအေကကျွန်တော်တို့ဘုတ်ကြီးကအနီးမှာတိုက်ခိုက်ချေမောပြလိုက်ပါလေအဲ့တော့ ။အဲ့တော့အေရဝင်းပိတ်ဆို့ပြီးတော့ကျွန်တော်တိတ်ယူထားတဲ့နေရီကန်လေကြောင်းရဲ့ကာဝေးစကန်ကိုထိုးပေါက်ဝင်ရောက်ဖို့အတွက်အကြမ်းမဖက်စစ်ခွေးတက်ကနေပြီးတော့မကြသေးဘူးပေါ့ကွာမင်းတို့စကူသွားပေါ့ကွာထိုးတဲ့အတိုင်းပေါ့အောက်ကလော်ဘီတွေအားလဲအနေကဘီယောစကန်ကိုဘာဖြစ်လို့ညာဖြစ်လို့ပါဆိုပြီးတော့သူတို့တွေကတင်းအော်နေတော့လဲစကူစကြောင်းကထိုးတဲ့အတိုင်းပို့လိုက်ပါတယ်ဒါပေမဲ့ပို့လိုက်တဲ့အကောင်၄00အကုန်လုံးလဲအေးအေးရဲ့ပတ်တီးတဲ့စစ်စင်ကြီးအတွင်းမှာ အကုန်ပျောက်သွားပါဟုတ်ပြီအဲ့ဒီမှာပဲပျောက်သွားတာလားမဟုတ်သေးပါဘူးကျတော့နိုင်ငံကံပြူရရပြီးတဲ့အချိန်မှာအမတ်ပေါင်းစကန်ကိုအရက်တော့အိမ်နဲ့ပူပွဲပေါင်းတက်ဖို့ကိုနေဆက်လက်ပြီးတော့တိုက်ခိုက်တိမ့်ပိုက်နေပါလေအဲ့ဒီမှာကျောင်းဖက်စစ်ခွေးတက်အကောင့်200ဝန်းကျင်ရှိတယ်လို့သိရပါဘူး။အဲ့ဒီအကောင့်200လည်းအကုန်တောက်သွားပါလေ။ဟာ။သူတက်ပြီးမှာ သူ့ရောက်ကြားပြီအကောင်ကြီးတကောင်ပြောက်ယာနဲ့ချိန်ပြီးတော့ကျွန်တော်ရဲ့မိသားစုထောင်နဲ့ချိန်ပြီးတော့လက်ရှိဖြစ်ပြနေတဲ့အခြေအနေမှာတကောင်လေးရခိုင်မုတ်တီကိုကြောက်တာလေရခိုင်မုတ်တီကိုတကောင်လေးဘယ်လိုပြောရအောင်လဲနေတာလေလက်နဲ့လန့်ကြည့်စရာအော်ဘီတက်သွေးမှာထောင်နဲ့ပေါင်းနဲ့ချိန်တဲ့လူတွေပြောက်သွားတဲ့အချိန်မှာအနောက်မှာရှိတဲ့မိမတွေရဲ့ဖြစ်စဉ်ကျွန်တော်ရဲ့မိသားစုဝင်တွေစဉ်းစားကြည့်တော့သဘောပေါက်ပါလား ုတ်ပြီနောက်ပိုင်းတော့ပြည်သူစစ်ပေါ်ဗျာပြည်သူစစ်ပြီးငပြူကောင်နေပေါ့နော်အမွေရန်ကဘိန်းစားကောင်နေပြီးတော့ကျွန်တော်တို့ဒါပတ်စင်အတီးတီးရနေပြီးတော့ထွက်လာတဲ့အစ်စ်ကလေးတွေကိုတော့တကောင်သူတို့ဒါမဲဖောက်ပေါ့ဗျာဟုတ်ပြီအော်တိုဗာ၁၄ရက်နေ့ကျွန်တော်ပြောတဲ့အော်တိုဗာ၁၇ရက်နေ့ ဲ့ဒီကာလတွေအတွင်းမှာလုံးဝကိုပမိုင်နေတာထိမ့်ချုပ်ပြီးတဲ့အချိန်ကျွန်တော်ကမောက်တောင်ဝုန်းစကန်ကိုအော်တိုဝါ၁၄ရက်နေအရကတော့အိမ်နဲ့ပူပေါင်းတဖော်နေဆက်လိုက်တာအခုကျွန်တော်သတင်းပြောနေတာ15ရက်နေမနေ့က14ရက်နေတည်းကနေ့အိမ်ကိုရပြီးတော့အရှိတ်ကိုဆက်လိုက်တာဘာဖြစ်လို့လဲဆိုတော့အဲ့ဒီစကန်ကောင်ကအရေးကြီးတယ်ကျွန်တော်တို့ဒီ viewer ဘုံနဲ့လည်းကျွန်တော်သုံးပိုင်ကွာမှာရှိတယ်။ unplanned number မှာရှိတယ်။အဲ့ဒီ scan ကိုတက်ခိုက်သိမ့်ပိုက်လိုက်တဲ့တက်ခိုက်သိမ့်ပိုက်ဖို့ ကြောင့်စတဲ့လောက်တာလဲဆိုရင်ပြောချင်တာကတော့ဗျာခိုင်မာတေချာဆိုတာပုံဖော်လိုက်တာပါမျိုးတက်မလာနဲ့တက်လာရင်တောက်ချတော့ဒါကယူရိုထဲမှာပဲရှိသေးတယ်เนาะကျွန်တော်မိသားစုမိဟုတ်ပြီခေါ်တော့ပါတဲ့နေကပင်မဂုံပြီးတာနဲ့ဒါပရမ်ဘတ်ကိုဆက်စင်းတဲ့လမ်းပိုင်းရဲ့ဗျူဟာကြတဲ့ဂုံဖြစ်ပါတယ်တဲ့အဲ့ခမောက်တောင်ကိုအပိတက်ရှင်းရမယ်ဆိုတာ ကျွန်တော်အာရခတ်တော့အင်းနဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေကတတ်မှတ်ပြီးဖြစ်ပါတယ်။ဒါပေမဲ့ပြီးသက်ရှင်းလင်းသွားပြီဆိုအဲ့ဒီမှာရှိတဲ့အဲ့ဒီတကြောလုံးမှာရှိတဲ့စေရေးအခြေအနေကစိတ်ချရတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ဒါကသူတို့ဖော်ပြတဲ့သတင်းကိုပဲကျွန်တော်မိသားစုဝင်တွေကိုကျွန်တော်ကပြန်ပြီးတော့တင်ပြပေးနေခြင်းဖြစ်တယ်။တကယ်တမ်းပုံမှန်လင်းလင်းပြောမယ်ဆိုအာရခတ်တော့ AA ရဲ့စစ်စင်ရင်းနဲ့ပတ်သက်ပြီးတော့ဒီမျိုးဟာကိုဘယ်ကောင်းမှခံမလို့မရဘူး။ ။ဟာဒါတက်ပြီးသွားပြီဆိုရင်တော့ဒီနေရာကိုတော့အေးအေးကဝင်တိုက်မှာပဲထင်တယ်။ဟာဒီဘက်ကစစ်ကူတွေကိုဘက်ကိုရွှေ့။ဒီကနေတမမှုတွေကိုဘက်ကိုရွှေ့ဒီဘက်ကိုပို့။အေးလုံသွားတာတမျိုးခံလိုက်ရပြန်ပြီ။ရခိုင်စစ်မျက်နှာပြင်တစ်ခုတည်းမှာမဟုတ်ပါနဲ့ရခိုင်နဲ့ဆက်ဆက်နေမြေတွေမှာမင်းအောင်လှိုင်းဘလုံးမကိုမမခံစားနိုင်တော့ဘူးမရှိမလားဖြစ်နေတာကျွန်မမိသားစုမင်းဟုတ်ပြီ အဲ့ဒီဟောတော့ဘိုးမှာလဲအကျန်ဖက်စစ်ခွေးတက်အင်အား150နဲ့200ဒီပါရှိနိုင်တယ်လက်ရှိအချိန်မှာတော့အဲ့ဒီ150 200ဟာလဲတရင်အစနောက်ပျောက်ဆုံးနေပါတယ်ဝိုင်းတွဲနဲ့ကျွန်တော်တို့ပစ်ကူတွေပေးနေတယ်ရိခါတွေပစ်ချပေးနေပေမဲ့လည်းပဲအဲ့ဒီရိခါတုတ်တော်မှာကောင်းမဲ့သူမရှိရိခါတုတ်တော်မှာထကောင်းမဲ့လူလည်းမရှိတော့ဘူးဆိုတော့ဆောင်းလိုက်မိသားစုနဲ့စဉ်းစားတော့ဒီကောင်ကြီးအကုန်လုံး မစိတော့ကိုက်ချင်ပြပါနဲ့အဝီစီငရဲကိုကိုတွင်းကိုတူးပြီးတော့စုလိုက်ပြုံလိုက်စောက်ထိုးဆင်းနေပြီဖြစ်ပါကြောင်းပါဟုတ်ပြီကြောင်းမိသားစုဝင်နေဒါဆိုရင်တော့နေကံကျွန်တော်ဖြူပါစကန်ကုန်းကြီးအရကတတော့အင်းနဲ့မမိတ်တက်တွေအပီးတက်တိုက်ခိုက်သိမ့်ပိုက်ပြီးတော့ဆိုးအော့ဖြစ်သွားခြင်းနဲ့အတူ ကျွန်တော်ရခိုင်သူရခိုင်သားအားလုံးကိုဒီကနေပြီးတော့ကျွန်တော်အထူးလေစာတံမိုးထားမိတယ်ကျွန်တော်အချို့ຢာတွေသူတို့စီကပြန်ပြီးတော့ထပ်မံသင်ယူရပါအောင်မယ်ကျွန်တော်ရဲ့တက်ခတ်ရေးသင်ပေးခဲ့တာကရခိုင်ကအရာရှိတွေဖြစ်တယ်ရခိုင်ကကျွန်တော်အပေါ်မှာဒါဘောနော်လူဒီအခုခေတ်ရေဘောလူငယ်တယောက်အနေနဲ့ကျွန်တော်အပေါ်မှာတကယ့်ကိုကျေးဇူးရှိတဲ့သူတွေလည်းဖြစ်တယ် ပြီးတော့ခိုင်သူခိုင်သားတွေဟာတကယ်ကိုစီလုံးညီညွတ်စွာနဲ့ပေါ့နော်သူတို့ရဲ့ခိုင်ပြည်အတွက်နေရောင်းညောင်းစူးစမ်းပြီးတော့လုံးလုံးနေကြတာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်နေကံဗျူဟာကိုဘောရကတော့ A နဲ့တပ်ဖွဲ့ဝင်လေးတခက်သိမ်းပိုက်ခဲ့တဲ့ဒါ is ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်96ဆိုကြကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေလည်းပါဝင်တယ်လို့သိရှိရတယ်96ဆိုကြကျွန်တော်တို့ PDF တွေရတဲ့ အေနဲ့တူအချမ်းဖက်စစ်ခွစ်တက်ကိုပူပေါင်းပြီးတိုက်နေတဲ့ကာဝေးတပ်ဖွဲ့ဝင်တစ်ခုဖြစ်တယ်ဆိုတော့96ဆိုချက်တပ်ဖွဲ့ဝင်တွေကိုလည်းဒီကနေပြီးတော့ကျွန်တော် congratulation ပါလို့ပြောချင်ပါတယ်လက်ရှိစီရင်သတင်းရင်းမြစ်ကပါစတွေဟာဆုံးပြတ်တတ်နေအောင်ခွေးပြေးဝက်ပြေးချင်းတက်ရပြေးနေပြီးတော့သူတို့ဘလို့မှထိချိုးလို့မရတဲ့အခြေအနေတင်ရောလူလိုက်ကြောက်တယ်ကျွန်တော်ရင်မိသားစု ကျွန်တော်အစီရောက်လာတဲ့ကောင်းတွေခုပြဝပြီးပြီးလာတဲ့ကောင်းတွေကျွန်တော်တို့သူတို့ကိုလေကြည့်ပြီးတော့တတော်လေးကိုတနာခဲ့မိတယ်ဒါပေမဲ့နောက်ပိုင်းတွေကတော့ကျွန်တော်တို့နေ့အောင်ကျွန်တော်ပြောသေးတယ်ကျွန်တော်မိသားစုကျွန်တော်ရိတ်ကချက်ကတာအဆင်မပြေဘူးထောင်ထဲချီတယ်ကျွန်တော်တို့လူတွေကိုနေ့ရက်ညောင်ချက်ချွေးပို့တော့အဆင်မပြေဘူးလို့ကျွန်တော်ရဲ့မိသားစုကိုကျွန်တော်ပြောခဲ့တာအခုထောင်ထဲချီတဲ့စပါဟိုစပွေးတော်မဟုတ်ဘဲနဲ့အိုက်ထက်ပို့တဲ့ စစ်ကိုစစ်ကြောင်းကပေါ်နေမှာအကုန်လုံးကျွန်တော်တို့ထမင်းကျွေးစရာအကြောင်းမရှိတော့ပါကျွန်တော်ကျွန်တော်ရဲ့မိသားစုအနေကိုတင်ပြရင်းနဲ့ဒီနေ့ဗီဒီယိုဆုံးသက်ပြသည်နောက်လာတဲ့ဗီဒီယိုကိုတစ်ချက်ပို့ပေါ်အောင်ကျွန်တော်ကြိုးစားပေးပါမယ်လနဲ့ဘေးစစ်ဘေးကပေးကြောင်းနေတယ်ကျွန်တော်နိုင်ငံတွင်းထဲမှာရှိတဲ့ကျွန်တော်ရဲ့မိသားစုအတိုးချင်းနဲ့ဘေးနဲ့ကင်းရှင်းပါကြောင်းလေးလေးနဲ့စတောင်းချင်းနဲ့ကျွန်တော်ရဲ့ကိုရှက်လိုက်ပါဗျာ